အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့မုံလက်ကောက်ထက်ပူပြီးတော့စားလို့ကောင်းတယ်ကောင်းငင်းလုံးကြော်လေးပါချွတ်ချွတ်မွမွရွရွလေးနဲ့အလွန်ကိုအရသာရှိပါတယ်နော်ကောင်းငင်းရယ်စာမုံရယ်ရှိယုံနဲ့အလွေတကူလေးလှုပ်လှုပ်ရတဲ့နီလန်းလေးပါကဲကျမရဲ့လုံလေးလေးကို ကြည့်ကြရအောင် ပထမဦးဆုံးကောင်းငင်းမုံနှစ်ခွက်ထဲပါမယ်တစ်ခွက်မှာ140 g ရှိပါတယ်နှစ်ခွက်ဆိုတော့140 g ပါ ဒါကတော့ဆာမုန်ပါဆာမုန်တစ်ခွက်ထည့်မယ်130 gram ရှိပါတယ်ပြီးရင်စားအနေငယ်ထည့်မယ်အားလုံးသမအောင်ခဏလေးကျွန်မမွေးထားပါမယ်ပြီးရင်ရေတစ်ခွက်ကို အရင်ထည့်ထားမယ်ရေတစ်ခွက်မှာ240 ml ရှိပါတယ် ပြီးတဲ့ခါကျတော့ဒါကတော့နောက်ထပ်တစ်ခွက်ပါရေနှစ်ခွက်ကိုအသုံးပြုထားတဲ့ဆိုတော့480 ml ရှိပါတယ်တောက်ရည်တန်ဘူးတဘူးစာနီးပါးရှိပါတယ်မုတ်သားလေးတွေကို အချိန်ကြာကြီးနေဆရာမလိုပါဘူးနော်ဒီလိုအနေထားလေးဒီလိုမျိုးပုံစံလေးဆိုရင်တော့ရှာနေပါပြီမုတ်သားလေးတွေကိုဒီလိုမျိုးယူထားပြီးတော့ဒီလိုမျိုး လိတ်ထားမယ်လုံးလုံးကလေးဖြစ်အောင်လှုပ်ထားပါမယ် ပြီးရင်ဒီခရင်လေးနဲ့အသားကလေးဒီလိုမျိုး ဖြည့်ထားမယ်။ကဲကြည့်ပါဦးလက်လက်ပပလေးရှိတော့ပါပြီနော်။ပြီးရင်နောက်တစ်ခုကိုလည်းဒီလိုမျိုးလှုပ်ထားပါမယ်။လုံထားမယ်။ပြီးရင်ခရင်လေးနဲ့ဒီလိုမျိုးအသားလေးဖြည့်ထားမယ်။လက်လက်ပပလေးဖြစ်သွားအောင်လုပ်ပါနော်။အကုံလုံးကိုဒီလိုပုံစံလေးလုပ်ထားပါမယ်။ကိုကြိုက်တဲ့အရွယ်စားလေးလုပ်လို့ရပါတယ်နော်။ အခုဆိုရင်တော့အားလုံးပြီးသွားပါပြီနော်လွယ်လွယ်ကူကူနဲ့ပြီးသွားပါပြီဒါလေးကို စီပူပူထဲမှာစာကြောပါမယ်တခုချင်းစီထည့်ထားမယ်အခုကျမလုပ်နေတာကတော့မိသားစုတစုအစားလောက်ပဲရှိပါတယ်။ကိုကအများကြီးလုပ်ချင်နေဆိုရင်တော့ဒီအချိုးအစားတိုင်းပို့ပြီးတော့ထည့်ပြီးတော့လုပ်လို့ရပါတယ်နော်။ ဒီထဲမှာစာမုံရေ၊ကောင်းငင်းမုံရေစားအနေငယ်ပဲပါပါတယ်။အကုန်ကြလဲတက်တာတယ်။အလွန်လဲအရသာရှိတဲ့လုံနည်းလေးပါ။အချိန်ကြာကြီးကြော်စရာမလိုပါဘူးနော်။ခဏလေးကြော်ပြီးဆိုရင်တော့ဒီလိုအနေထားလေးဖောင်းကြော်လာပါတယ်နော်။ဒီလိုအနေထားလေးဖောင်းဖောင်းကလေးဖြစ်နေပြီဆိုရင်တော့အပေါ်အောက်လေးလန်ထားပါမယ်။ အခုလိုမျိုးကတ်နေတဲ့မုတ်သားလေးတွေကိုအตาကလေးခွာထားမယ်။ကတ်မတော်အောင်လုပ်လဲမွေထားပါမယ်။ပြီးတဲ့ခါကျတော့အယောင်လေးတန်းလာတဲ့အထိခဏလေးသေးထားပါမယ်။အခုလိုမျိုးအယောင်လေးတန်းလာပြီးတော့ကျွတ်ကျွတ်မွတ်မွတ်လေးရှိနေပြီဆိုရင်တော့ရနေပါပြီနော်အားလုံးကိုဆယ်ထုတ်ပြီးတော့စီစစ်ထားပါမယ် ကဲကြည်ပါအောင်ကျွတ်ကျွတ်မွမွလေးနဲ့เนาะစားချင်စရာလေးရှိနေပါပြီအနံ့လေးလေးမွေးကြိုင်နေပါတယ်တခုလောက်ကိုကျမစမ်းကြည့်ပါမယ်ဒီအလေကနေဒီလိုမျိုးခွဲထားပါမယ်ကဲကြည်ပါအောင်အထဲမှာကောက်ငင်းလေးတွေအပြင်မှာစာမုတ်လေးတွေနဲ့ကျွတ်ကျွတ်မွမွလေးနဲ့အထဲမှာအီးအီးလေးနဲ့အလွန်ကိုစားချင်စရာလေးရှိနေပါတယ်เนาะ စမ်းချလိုက်တော့လေကျွတ်ကျွတ်မွမွလေးနဲ့အလွန်ကိုရတာရှိပါတယ်နော် အတွင်းသားလေးတွေကအီအီလေးနဲ့အပြင်အသားလေးတွေက ကျွတ်ကျွတ်မွမွလေးနဲ့တကယ်ကိုအရတာရှိပါတယ်အခုလိုမျိုးထညက်ရီထဲမှာဒီလိုမျိုးနှစ်ထမယ်ပြီးရင်စမ်းချပါမယ်အလွန်ကိုရတာရှိပါတယ်နော်ထင်ရည်နဲ့ပဲဖြစ်ဖြစ်တကြားရည်နဲ့ပဲဖြစ်ဖြစ်အချင်းရည်တစ်မျိုးနဲ့ပဲဖြစ်ဖြစ်သွေးစားမယ်ဆိုရင် မုံလက်ကောက်ထဲပို့ပြီးတော့အရသာရှိပါတယ်။တခေါက်လောက်စမ်းကြည့်ကြပါဦးနော်။အလွန်အရသာရှိတဲ့လုံလေးလေးပါ။ကဲအခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါဦးရှင်။ကျေးဇူးများကြည့်တင်ပါတယ်။